ကဒိုနယ်ထရမ့်ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှဘာလို့ဆိုင်းထူထားခဲ့လဲဆိုတော့ကိုကြည့်ကြည့်ရအောင်ပါဒါကတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့တရင်စုပေါ့ကွာမိုင်သားတွေအတွက်မကောင်းတဲ့တရင်ပေါ့ဒုက္ခတိအရေးအတွက်ကလည်းတရင်မကောင်းတာတွေလည်းရှိလာတယ်ပေါ့ဒီတစ်ခါတရင်ကတော့ဝန်နေဖို့လေကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ပြောရမယ့်အခြေအနေတော့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဘာရင်းဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့အသေးစိတ်ကလည်းရှင်းပြပြီးမှ ဗီဒီယိုကိုလည်းကျွန်တော်တို့ sharing လုပ်ပြီးမှပဲပရိသတ်နဲ့အတူတကွကြည့်ပြီးမှပဲဆွေးနွေးကြည့်အောင်ပါဆိုအဓိကကတော့ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းကိုပဲဆွေးနွေးကြည့်အောင်ပါဘာဖြစ်လို့လဲဆိုတော့အမေရိကနိုင်ငံကသူ့ရဲ့အမျိုးသားလူချုံရေးနဲ့ပြည်သူလူချုံရေးအန်တီမှကာကွယ်ဖို့ရအတွက်ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံအပါဝင်နိုင်ငံပေါင်း19နိုင်ငံအဲ့ဒီနိုင်ငံသားများကိုအမေရိကနိုင်ငံတို့ခရီးသွားဝင်ရောက်ခွင့်ကိုအကုန်လုံးတားဆီးခဲ့တယ် ပိတ်ပင်တမိခဲ့တယ်ပေါ့အဲ့ဒီမှာသူက partial ပေါ့နော်တစ်စိတ်တစ်ပိုင်းကတ်တက်ပြီးတမ်းထားတာရှိတယ်လို့လုံးဝကိုပိတ်ပင်တားဆီးထားတဲ့နိုင်ငံတွေလည်းရှိနေတယ်နိုင်ငံပေါင်းစကူးနိုင်ငံတွေမှာစနစ်နိုင်ငံကလုံးဝကိုပိတ်ပင်တားဆီးတဲ့နိုင်ငံဖြစ်နေတယ်လုံးဝ absolutely completely ban ဖြစ်နေတယ်ဂျန်တဲ့ခွရနိုင်ငံကတော့တစ်စိတ်တစ်ပိုင်းကိုပိတ်ပင်တားဆီးထားတာရှိတယ်အဲ့ဒီမှာလုံးဝကိုပိတ်ပင်တားဆီးတဲ့အာ နေရာမှာအဲ့ဒီလုံးဝကိုပိတ်ပြင်းထားရှိတဲ့နေရာမှာကျွန်တော်တို့မြန်မာနိုင်ငံပါနေတယ်လုံးဝလုံးဝကို completely ban မှာကျွန်တော်တို့မြန်မာနိုင်ငံပါနေတယ်ဒါဆိုတော့ဒီနေရာမှာကျွန်တော်တို့အသေးစိတ်သွားပြီးမှဘသူတွေအတွက်အာချွင့်ချက်တွေကိုချင်ဘသူတွေအတွက်ကန်ကောင်းစရာရှိသေးလဲမော်တော့ဒါမျိုးလင်းချက်ရှိသေးလားပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှပဲဆွေးနွေးကြည့်အောင်ကဲပထမအဆုံးကျွန်တော်တို့မြန်မာနိုင်ငံသားအတွက်အဓိက လုံးဝအထူးတမိရတဲ့အကြောင်းရင်းကြည့်ရအောင် why ဘာဖြစ်လို့လဲကျွန်တော်မြန်မာနိုင်ငံကဘာမှလည်းလုံနေလို့လဲပေါ့အဓိကကတော့ဒေါ်လထရမ့်ကမွတ်စလင်နိုင်ငံတွေကိုအဓိကတော့ပိုက်ပင်တားဆီးထားခဲ့တာဖြစ်တယ်ဒါကဟိုးသူရဲ့ပထမအတုတ်တုံးကသူရဲ့ policy ကဖြစ်ပြီးသားမွတ်စလင်နိုင်ငံတိုင်းတော်တော်များများကတော့ US နိုင်ငံကိုမဝင်ဖွင့်ရတဲ့သူကသူရဲ့ policy ဖြစ်နေတယ်ဘာဖြစ်လို့ကျွန်တော်တို့ကြာမှမြန်မာနိုင်ငံသွားပါတာလဲ အဓိကသူရဲ့ focus ကမွတ်စလင်နိုင်ငံကိုပိတ်ပင်တားဆီးဖို့ကျွန်တော်မြန်မာနိုင်ငံကဘာကြောင့်သွားပါလာလဲအဓိကအကြောင်းရင်းသွားကြည့်ရအောင်အဓိကအကြောင်းရင်းကတော့ကျွန်တော်မြန်မာနိုင်ငံသားတွေက US မှာသွားပြီးမှ visa တက်တန်းကြိုတဲ့အထိနေထိုင်မှုများလို့အများများလာတယ်เนาะမြန်မာကနေလာပြီးမှ student visa ရောဘာညာ visa ရော visa ပြီးပြီးဆုံးနေပေါ့ကွာ US မှာသွားပြီးမှသူတို့ရဲ့ visa တက်တန်းကုန်ဆုံးတဲ့အထိ မြန်မာနိုင်ငံသားတော်များများတွေမှာတွန်းနေတယ်နံပါတ်1ဘာကြောင့် US ကမြန်မာနိုင်ငံကိုအခုလိုမျိုးလုံးဝပိတ်ပင်တားဆီးခဲ့လဲဆိုရင်နံပါတ်1ကဘာလဲမြန်မာနိုင်ငံသားတွေကို US မှာ visa တက်တန်းကြော်တဲ့အထိနေထိုင်နေလို့အများများတယ်နံပါတ်2ကျွန်တော်တို့ B1 လို့ခေါ်နေတဲ့ B2 လို့ခေါ်နေတဲ့ visa ကနော်တက်တန်းလွန်ပြီးမှနေထိုင်နေလူက90နဲ့ခုနှစ်27ရာခိုင်နှုန်းလောက်ရှိရှိတယ်လို့ပြောကြတယ်နော် မြန်မာနိုင်ငံသားတွေ B B2 visa B1 visa ခိုင်းတဲ့လူကသူတို့တက်တန်းလွန်တာ27%နဲ့စနေခုနှစ်ရခိုင်လုံးရှိနေတယ်ဒီမှာပြီးတော့ number 3ကပါလဲဆိုတော့ F visa တို့ M visa တို့ J visa တို့က40နဲ့နှစ်ရခိုင်လုံးတက်တန်းလွန်ပြီးမှအမေရိကမှာနေတဲ့လူမြန်မာနိုင်ငံသားရှိတယ်စဉ်းစားကြည့်ကွာ B1 B2 visa ခိုင်းတဲ့လူက နှစ်ဆယ်နဲ့နှစ်နှစ်ဆယ်နဲ့ခုနှစ်27%တပ်တန်းလူပြောင်းနေထိုင်နေလို့ရှိတယ်။ M visa, F visa, J visa ကနေလူက40နဲ့နှစ်42%ဒါတော့မကဘူးနော်40နဲ့နှစ်42.17%ဖြစ်နေတယ်။ခုနက22.7%ဖြစ်နေတယ်။အလောက်ထိများလား။ဆိုတော့ဒီလူတွေကအကုန်လုံးတပ်တန်းအကုန်လုံးပြီးမှအမေရိကန်မှာနေထိုင်ခဲ့တာ။အဲ့ဒါခါကျတော့ အမေရိကကအဲ့ဒီမြန်မာနိုင်ငံသားတချို့တွေကိုဖမ်းပြီးမှမြန်မာနိုင်ငံမှာမိခင်နိုင်ငံမှာပြန်ပို့ဖို့အစီအစဉ်လုပ်နေတယ်။ဒါပေမဲ့ခက်တာတစ်ခုကကျွန်တော်မြန်မာနိုင်ငံကအဲ့ဒီလူကိုလက်မခံဘူး။အဲ့ဒါတော့ US ကတော်တော်လေးစိတ်ဆူးတာ။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဒီ US ကဖမ်းထားတဲ့မြန်မာနိုင်ငံသားတွေကိုမြန်မာပြည်မှာပို့မယ်။မြန်မာပြည်ကလည်းလက်ခံမယ်ဆိုတော့ US ကအခုလိုမျိုးလုံးဝ travel ban လုပ်မှာမဟုတ်ဘူး။ဒါပေမဲ့ပြဿနာတစ်ခုက မြန်မာပြည်နိုင်ငံသားတွေကိုမြန်မာပြည်မှာပြန်ပို့တဲ့ခါကျတော့မြန်မာပြည်ဖက်ကအစုရကလည်းမခံဘူးအဲ့ဒီမြန်မာနိုင်ငံသားတွေကိုဟာကျွန်တော်တို့လည်းမခံဘူးငင်းပေတယ်ဖြေချပလိုက်တယ်အဲ့ဒါကြောင့် US ကမြန်မာနိုင်ငံကနေဘေလူတယောက်ကမှ US မှာခရီးဝင်လာခွင့်မရှိတော့ဘူးဆိုမှလုံးဝကိုပိတ်ပင်တားဆီးခတားဆီးခဲ့တာအဲ့ဒါအဓိကအကြောင်းရင်းနော်နိုင်ငံကြီးနိုင်ငံကြီးဘာညာပေါ့နော်ဟိုဟိုကြောင့်ဒီကြောက်ဆိုတာအထက် အဓိကကဗီဇာတက်တန်းကုန်ပြီးနေထိုင်တဲ့လူတွေအမြန်မှပြန်အများများတဲ့ခါကျတော့အဲ့ဒီလူတွေကိုမြန်မာပြည်မှာပြန်ပို့တဲ့ခါကျတော့မြန်မာစုရကလက်မခံဘူးဖြစ်နေတယ်။အဲ့ဒါကြောင့် US နိုင်ငံအတွက်လုံးဝတာကလက်မခံနိုင်စရာလက်မခံနိုင်စရာအကြောင်းတစ်ခုဖြစ်နေတယ်ပေါ့နော်။ဒါပေမဲ့အခုကကီလိုခရှိသူများကဘာလို့ရှိလဲဆိုတော့အမေရိကမှာတရားဝင်အမေရိကန်နေထိုင်သူများအတွက်ဘာမှပြဿနာမရှိဘူးနော်။ဆိုတော့ဥမာ PR ကိုင်ရာတို့နော်တရားဝင်နေထိုင်တဲ့လူတွေအတွက်ဘာမှကိုပြဿနာမရှိဘူးကြောက်စရာလည်းမလိုဘူး။ ဒါကြောင့်ခမားကတရားဝင်နေထိုင်တယ်ဆိုတော့သွားပြီးမှလည်းကြောက်မနေနဲ့သူများချိန်ချောက်တာကိုလည်းသွားပြီးမှလည်းဖီးမနေနဲ့ကွာရှင်းရှင်းလင်းလင်းပြောရမယ်ဆိုတော့ဆိုအမေရိကမှာတရားဝင်အမေရိကနေထိုင်ခွင့်ရအတူတွေအတွက်ဘာမှကိုစူးရင်ဆန်မရှိတဲ့ကိစ္စတခုဖြစ်နေတယ်ပြီးတော့လက်ရှိဗီဇာတက်တမ်းမကုန်သေးသူများအတွက်လည်းဘာမှစူးရင်ဆန်မရှိဘူးဗီဇာတက်တမ်းကုန်သွားပြီဆိုတော့တမျိုးပေါ့ကွာခမားလက်ရှိမှာခမားရဲ့ဗီဇာတက်တမ်းမကုန်သေးဘူးဆိုတော့ဘာမှကိုပူစရာမလိုဘူးဒါကတခုပြီးတော့ ဒီ diplomatic visa ပေါ့ဟို visa ကအမျိုးအစားရှိရကွာဆိုတော့ diplomatic visa ခိုင်းစားတဲ့လူတွေအတွက်လည်းဘာမှပူစရာမရှိဘူးပေါ့ဆိုတော့အခုလိုမျိုးအာကျွန်တော်ပြောထားတဲ့ visa လေးတွေရှိတယ်ဆိုတော့စိတ်ပူစရာတော့မလူဘူးပေါ့ဒါကတခုဒါဆိုတော့အမေရိကကပိတ်ပင်တားဆီးတဲ့လုံးဝကိုပိတ်ပင်တားဆီးတဲ့နိုင်ငံတွေကအပြင်နိုင်ငံတွေလည်းဆိုတော့ number 1 afghanistan number 2 burma myanmar Number 3 Czech Republican. Number 4 Republic of Congo. Number 5 Equatorial Guinea ပေါ့နော်ပြီးတော့ Number 6 Algeria, Haiti, Iran, Libya, Somalia, Sudan, Yemen. Muslim Trump ကတော့ Muslim နိုင်ငံများကိုသူကပိတ်ပင်တားဆီးနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့က Muslim နိုင်ငံလေးမဟုတ်ပါဘူး။ဗိုလ်ရဘာသာနိုင်ငံတွေပါ။ဟောတော့အများအများပြောရမယ်ဆိုတော့ ဘာဖြစ်လို့အဲ့ဒီထဲမှာတော့ပါတာလဲဆိုတော့ကျွန်တော်တို့ဗီဇာတတန်းကုန်တဲ့လူအများကြီးမြန်မာ US မှာနေထိုင်တဲ့ခါကျတော့အလားပြက်နာတစ်ခုတော့ဖြစ်နေတယ်ဆိုတော့ဂျန်နဲ့ခုနှစ်နိုင်ငံရှိသေးတယ်အဲ့ဒါကတော့သူတို့က partial travel restriction လို့ခေါ်နေတယ်တစ်စိတ်တစ်ပိုင်းပဲသူတို့ကပြင်တာရှိနေတယ်အဲ့ဒီနိုင်ငံတွေကတော့အာဘရိုဒီခေါ်တယ်ဘရိုဒီပါတယ်ကျူဘာပါတယ်လာအူပါတယ် ကျွန်အာစရီယနာလိုစရီယနာလိုနင်းပါတယ်ထွန်ဂိုပါတယ်အာထုတ်ထုတ်မက်ကစ္စတန်ပါတယ်ဗင်နီဇူလာပါတယ်ဒီခုနှစ်နိုင်ငံကြီးကတော့အစိတ်အပိုင်းပြပြတားဆီးခဲ့တာဖြစ်တယ်ပေါ့ဒါဆိုတော့ကျွန်တော်တို့အသွင်တရမ့်မှာရောဘာလို့ပြောခဲ့လဲဆိုကြည့်ကြည့်ရအောင်ပထမဦးဆုံးဒေါ်နယ်ထရမ့်ပြောတဲ့ဟာကိုကြည့်ကြည့်ရအောင်ကျွန်တော်ဗီဒီယိုပါ share လုပ်ပြီးမှလုပ်ပေးမယ်ပေါ့နော်ကဲ

from his first term. Here in the president's own words, let's listen. The recent terror attack in Boulder, Colorado has under အဒီကကမနစ်တနေ့ကပြတ်တက်တော့မမိလာတော့မသိဘူး။ Colorado မှာ Egypt နိုင်ငံသားတယောက်ကလူတတော်မဲ့ကိုမီးရှို့ပြီးမှတိုက်ခိုက်ခဲ့တာကွာ။အဲဒီနောက်ပိုင်းမှာတော့ Trump ကအခုလိုမျိုးနော်ဒီနိုင်ငံပေါင်းများစွာကိုပိတ်ပင်သားစီခဲ့တာဖြစ်နေတယ်။ Colorado မှာဖြစ်ဖြစ်နေတဲ့ ကိစ္စကပြည်သက်တို့တီးပြီးသားဖြစ်မှာပါ score the extreme dangers posed to our country by the entry of foreign nationals who are not properly vetted as well as those who come here as temporary visitors and overstay their visas we don't want them in the 21st century ထောင်ကတော့ပြောနေတယ် overstay တို့လည်းလူတွေ temporary visa we... နဲ့လာတဲ့လူတွေကျွန်တော်တို့မလူချင်တော့ဘူးဆိုမှပြောလာတာပေါ့နော် seeing one terror attack after another carried out by foreign visa overstayers ဆိုတော့နော်အဲ့ဒီ foreign visa နဲ့လာပြီးမှ US မှာ overstay လုပ်တဲ့လူတွေကကျွန်တော်တို့နိုင်ငံမှာအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေတယ်ဒါတွေကိုကျွန်တော်တို့မလူချင်တော့ဘူးဆိုတော့ပြောလာတယ်အဲဒါကြောင့်အခုလိုမျိုးပြပင်သားစီခဲ့တာဖြစ်တယ်ကွာ from dangerous places all over the world အဲဆိုတော့ခုနကသူပြောနေတဲ့နိုင်ငံတော်တော်များများကအန်ဒရီရှိနေတဲ့နိုင်ငံတွေဖြစ်နေတယ်အဲ့ဒီနိုင်ငံရှိနေတဲ့နိုင်ငံတွေကလာပြီးမှကျွန်တော်တို့အမေရိကအမေရိကတွေကိုနော် လုံးဝကိုဘယ်လိုပြောမလဲ under review နေကြတယ်ပြောရဲပေါ့နော် Biden's open door policies today there are millions and millions of these illegals who should not be in our country in my first term my powerful travel restrictions were one of our most successful အဲမမင်းအဒီကိစ္စကအခုက Biden က border ring ကိုဖုံးပြီးတဲ့နောက်ပိုင်းမှာလူတန်းနဲ့ချီပြီးမှလာခဲ့တဲ့ကိစ္စအစကတည်းကလည်းအမေရိကမှာမရှိတဲ့လူတွေကရှိပြီးမှပြဿနာတွေလုပ်နေကြတယ်ပေါ့ မခင်ဗျားတို့မမိသေးလားတဲ့ကျွန်တော်ရဲ့ပထမတုတ်တုံးကတော့သူရဲ့ပထမသမရလုတ်တုံးကဒီကိစ္စကိုသူကမေးစပီတာချင်ရပီတာတခုဖြစ်နေတယ်ဒီတခါသူကဆက်လက်ပြီးအဲ့ဒီအရာတွေကိုပြန်လည်အကောင်အကောင်ထိပ်ဖော်တာပေါ့နော် Forces uh, that were a key part of preventing major foreign terror attacks on American soil. Mm. We will not let what happened in Europe happen to America. Hey, that's all about Europe. Europe, you've got to be a bit in it. ယူရိုပမှာဖြစ်ပျက်နေတဲ့ကိစ္စအရာမျိုးကိုကျွန်တော်တို့အမေရိကမှာဖြစ်ပျက်ခုဘဲမှာမဟုတ်ဘူးဆိုတာပြောလာတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ယူရိုပမှာအကြံပတ်မှုတွေများနေတယ်ဘာဖြစ်လို့လဲဆိုတာယူရိုပမှာတရားမဝင်ပြောင်းရွှေ့သမားတွေများကြီးရှိနေတယ်။မွတ်စလင်နိုင်ငံသားတွေများကြီးရှိနေတယ်။ဒါပေမဲ့ယူရိုပမှာအကြံပတ်တိုက်ခိုက်မှုတွေများကြီးရှိခဲ့တယ်။ထရမ့်ကအဲ့လိုမျိုးကျွန်တော်တို့အဖြစ်ခံမှာမဟုတ်ဘူးပေါ့။ယူရိုပလိုမျိုးကျွန်တော်တို့အမေရိကကိုအဲ့လိုမျိုးအဖြစ်ခံမှာမဟုတ်ဘူးဆိုမှပြောလာတယ်ပေါ့။ That's why on my first day back in office, I directed the Secretary of State to perform a security review of high risk regions. and make recommendations အဲပထမအစတူကပြောနေတယ်ဒီသူရဲ့ secretary of state ပေါ့မလို့ security review of high risk ဒီနေ့အန်ဒရီမရှိနေတဲ့အန်ဒရီများနေတဲ့နိုင်ငံတွေမှာအမေရိကကိုဝင်လာတဲ့လူတွေကို security review လုပ်ကြပါလုံခြုံရေး review လုပ်ကြပါဆိုပါ Trump ကအမိပေးခဲ့ဖို့တယ်ပေါ့နော် restrictions for where restrictions should be imposed. Mm. Among the national security threats, their analysis considered are the large scale presence of terrorists, failure to cooperate on visa security. Uh, failure to cooperate on visa security. ချစ်စိတ်မရှိတဲ့လူတွေဖြစ်နေတယ်သူတို့ဗီဇာနဲ့ပတ်သက်ပြီးမှပေါ့နော်အဲ့ဒါကြောင့် Trump ကခုလိုမျိုးလုပ်တာ inability to verify travelers' identities, wow. inadequate record keeping of criminal histories, and persistently high rates of illegal visa overstays and other things. Mm. Very simply, we cannot have open migration from any country where we cannot safely and reliably vet and screen those who seek to enter the United States. That is why today I am signing a new executive order placing travel restrictions on countries including Yemen, Somalia, Haiti, Libya, and numerous others. The strength of the restrictions we're applying depends on the severity of the threat posed. The list is subject to revision based on whether material improvements are made and likewise new countries can be added as threats emerge around the world. But we will not allow people to enter our country who wish to do us harm, and nothing will. ဆိုတော့ကျွန်တော်အမေရိကန်နိုင်ငံကိုအန်ဒရေပေးနိုင်တဲ့လူတွေကိုဘယ်လူနည်းနဲ့မှကျွန်တော်တို့နိုင်ငံထဲမှာဝင်ခွင့်ပေးတော့မှာမဟုတ်တော့ဘူးသူတို့ရဲ့ visa verification ကအစခက်နေတယ်သူတို့ရဲ့ visa ကိုချက်ဖို့ရတော့ခက်နေတယ် overstay တွေလုပ်နေကြတယ်ပေါ့နော်ပြီးတော့ တို့ရဲ့ background check က record တွေမရှိကြဘူးပေါ့နော်ဒီလူတွေကိုကျွန်တော်တို့နိုင်ငံအတွက် under review နေမဲ့လူတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာဝင်ခွင့်ပေးတော့မှာမဟုတ်ဘူးဆိုတော့ပြောလာတယ်ပေါ့နော် stop us from keeping america safe thank you very much It is the president's solemn duty to protect all right to tell out of my once represented a national security risk all right oh, well, hold on. We want to get to some breaking news now. President Trump has announced a travel ban impacting a dozen countries. It's set to go into effect Monday. The countries include Afghanistan, Myanmar, Chad, Republic of Congo, Equatorial Guinea, Eritrea. <laughs> we want to get to some breaking news now. President Trump has announced a travel ban impacting a dozen countries. It's set to go into effect Monday. The countries include Afghanistan, Myanmar, Chad, Republic of Congo, Equatorial Guinea, Eritrea, Haiti, Iran, Libya, Somalia, Sudan, and Yemen. There will also be heightened restrictions on visitors from some other countries. The list comes after an executive order the president signed in January requiring some departments to compile a report on which countries had what he called hostile attitudes toward the U.S. and which ones represented a national security risk. All right, guys. restrictions that the president has signed here. And they really frame it at two separate baskets that they're trying to mitigate. On the one hand, foreign nationals who intend to commit harm to the United so, States. So, ဒီအဲ့ဒီနိုင်ငံခြားသားတွေကဘောနော် US ကိုအန်ဒရီပြုတ်နေမဲ့နိုင်ငံလူလို့ Trump ကယူဆတဲ့နိုင်ငံတချို့တွေရှိနေတယ်ဒါကတသက် states and on the other hand foreign nationals who have a propensity to overstay visas the country တချို့ကဗာလဲဆိုတော့အဲတချို့နိုင်ငံတွေက US မှာလာပြီးမှ overstay လုပ်နေကြတဲ့နိုင်ငံတွေဆိုတော့သူတို့ကနှစ်ပိုင်းနှစ်ပိုင်းပိုင်းပြီးမှခွေးချတာပေါ့နော် US ကနိုင်ငံတချို့ကဗာလဲဆိုတော့ US ကိုတမင်သက်သက် attribute ပို့လာတဲ့လူတွေဖြစ်တယ်ဆိုမှတပိုင်းတချို့နိုင်ငံကတော့ US မှာလာပြီးမှ overstay တဲ့လူတွေရှိတယ်ဆိုပြီးမှတပိုင်း is on this list the white house contends do not have the proper systems in place in order to vet the people who are coming to the united states so here's the full list outright total ban on 12 different countries uh, that would include afghanistan burma chad republic of the congo equatorial guinea eritrea Haiti, Iran, Libya, Somalia, Sudan, and Yemen. And then partial restrictions in place for seven countries Burundi, Cuba, Laos, Sierra Leone, Togo, Turkmenistan, and Venezuela. The White House says they're leaving the door open to work with countries that want to improve their systems. But as things stand right now, Elizabeth, this is set to go into effect in the early morning hours, June 9th. Elizabeth. Early morning, June 9th. I'm sure we will. Uh, DK Sakaro, June ကူရက်နေ့ကပဲထီရောက်ပြီးအသက်ဝင်တော့ပဲပေါ့နော်ဆိုတော့ဒီတစ်ခါကဒီ Trump က January ကလေးကနေစပြီးမှဒီကိစ္စကို sign to ပြီးသားတဲ့ကိစ္စတစ်ခုဖြစ်နေတယ်ဒါမဲ့အခုက June 9ရက်နေ့မှာပဲစဒီအသက်ဝင်တော့မှာတနည်းအားဖြင့်ပြောရမယ်ဆိုတော့ June 9ရက်နေ့ကနေမြန်မာနိုင်ငံသားပေတယောက်ကမှ US ကိုဝင်ပိုက်ခွင့်ရှိမှာမဟုတ်တော့ဘူးဆိုတဲ့သဘောပါပေါ့နော် hear much more as word of this spreads. Interesting, Venezuela was included on that list, the one country sort of notable and that we've been dealing with with all these migrants. All right, uh, Robert Sherman reporting live from the White House. Thanks so much. Thank you. All right, guys, that's it. ဆိုတော့အဓိကကတော့အလိုပါပဲပြောတော့အဓိကကတော့ဒီ so, US ကခုန Trump ရဲ့ပြောတဲ့အထဲမှာအမေရိကရဲ့လုံခြုံရေးနဲ့ပြည်သူလုံခြုံရေး အန်ဒရီမှကာကွယ်ဖို့ရန်အတွက်အခုလူမျိုးလောက်တာပါဆိုမှထရမ့်ကတော့ပြောနေတယ်အဓိကဒီ channel မွတ်စလင်နိုင်ငံတွေအန်ဒရီကိုပြုနိုင်တဲ့နိုင်ငံတွေကသူကအဓိကထားပြီးမှလုပ်နေတယ်ပေါ့နော်ဆိုတော့တချို့ကအဲ့ဒီအမေရိကမှာနေပြီးမှလုံးဝကသူတို့ record ကလည်းလူစုလာလူကောင်းလာဆိုတော့သူတို့ record ကလည်းကြည့်လို့မရဘူး visa verify လည်းလုပ်လို့မရဘူး overstar overstay တွေနဲ့လုပ်နေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်အဓိကအချောင်းရင်းကအခုလိုမျိုး US အထာအမှန်ဆိုတော့ တဆင်ပြတဆင်တွားရတဲ့ကိစ္စဖြစ်နေတယ်ကွာတရားရုံးကလည်းအမှန်ဆုံးတော့ဒီကိစ္စကလုံးဝဒီတစ်ခါကတော့ Donald Trump ရဲ့အမင်ကိုအတော်ပြီးမှတရားရုံးကလည်းပိတ်ပင်တားဆီးဖို့ဆိုတော့မရှိတလို့ဖြစ်မှာတော့တိချတယ်။ဘာဖြစ်လို့လဲဆိုတော့မနစ်တနစ်ကကိုလိုရာဒိုကဖြစ်ဖြစ်ကြီးကတော်တော်လေးကိုစူးခဲ့တဲ့ကိစ္စကွာ။အီဂျစ်နိုင်ငံသားတယောက်ကလာပြီးမှဣသရေလဂျူးလူမျိုးတွေကိုဆန့်ကျင်ပြီးမှမီးရှို့ပလိုက်တာကွာ။လူအာလူ ခုနှစ်ယောက်ကျော်လာဒါယာရီရခဲ့ပြက်နာတို့အကြီးကြီးဖြစ်နေတယ်။အဲ့ဒါကိုဖြစ်ပြက်ပြည်နောက်ပိုင်းမှာဒါကဒိုနယ်ထရမ့်ရဲ့ attention attention ကိုတွားရသွားတာပေါ့။ဆိုတော့ထရမ့်ကအခုလိုမျိုးကြီးညာသွားခဲ့တာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလာပြီးမှကွာမင်းတို့တွင်ကအန်ဒရီတွင်ပေးနေတယ်။တော့အမေရိကတွေကိုမုန်တီးနေတယ်ပေါ့။အဲ့လိုမျိုးဖြစ်ဖြစ်သွားခဲ့တယ်။အဲ့ဒါကြောင့်အခုလိုမျိုးကုန်19နိုင်ငံပေါ့နော်။19နိုင်ငံမှာ7နိုင်ငံကလုံးဝကိုလုံးဝလုံးဝလုံးဝကိုပိတ်ပင်တားရှိခဲ့တယ်။ဒီ9နိုင်ငံကတော့ ဒီတစိတ်တစ်ပိုင်းပေါ့နော်အကန့်တက်ချက်တွေလှုပ်နေတယ်ဆိုတော့ကြားတွေကလည်းကျွန်တော်မြန်မာနိုင်ငံတွေကသွားပါတာကတော့တော်တော်လေးတော့ဝန်နေဖို့တော့ကောင်းနေတယ်ပေါ့တော့ဒါဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံတားကတော့ဘာပြမှတော့လှုပ်တာတော့မဟုတ်ပါဘူးကျွန်တော်ကျွန်တော်တို့ကသွားပြီးမှ US ကိုနော်အန်ဒရီပြုတ်အောင်လေလှုပ်လှုပ်မဲ့လူတွေလည်းမဟုတ်ပါဘူးဒါမဲ့အဓိကကတော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအတွက်ကြောင့်နော်အချောင်းသား တော်တော်များများပဲဖြစ်ဖြစ်လူတော်တော်များများပဲဖြစ်ဖြစ်ပေါ့သူတို့ကသွားပြီးမှ overstay လုပ်တာပေါ့နော်ဆိုတော့အဓိကကအဲ့ဒါကြောင့်ပါ visa တက်တန်း ကျော်နေထိုင်မှုကအရမ်းများလို့နေပေါ့ US မှာအရမ်းများလို့တဲ့ခါကျတော့အာအဒီလူတွေကိုပြန်ပို့မယ်ဆိုရင်လေသူတို့မှာကောင်းကောင်း system တွေမရှိဘူးအဲ့ဒီနိုင်ငံကလည်းပြန်လက်ခံတာမျိုးမရှိဘူးပေါ့နော်အဲ့ဒီခါကျတော့သူတို့ကလက်မခံနိုင်တော့ဘူး US ကဘယ်လောက်ထိများလဲဆိုတော့ကွာကြီးပါအောင်ကွာဒီ B1 B2 က27.7%ဖြစ်နေတယ်ကွာနော်ပြီးတော့ M တို့ M visa တို့ F visa တို့ J visa တို့က40နဲ့2ကွာ 42.17ဟို percentage ဖြစ်နေတယ်ကွာအဲ့လိုမျိုးပေါ့တော့ဆိုတော့အဲ့ခါကျတော့တက်တန်းလုံတဲ့လူကအများများတယ်ပေါ့နော်ပြီးတော့ဒါတော့မကဘူးကွာအဲ့ဒီ visa နဲ့ပတ်သက်ပြီးမှအမေရိကအစိုးရကလည်းဒီဟိုဆစ်ဆေးဖို့လို့လုပ်နေတာဟာရှိနေတယ်ဒါပေမဲ့ပူပေါင်းဆောင်ရွက်မှုကိမဲ့တယ်လို့ပြောကြတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားကပေါ့နော်အမေရိကမှာသွားပြီးမှ visa နဲ့ပတ်သက်ပြီးမှ ပူပေါင်းဆောင်ပူပေါင်းဆောင်ရွက်မှုကိုကြီးမြင့်နေတယ်ပေါ့ဒါကတခုပြီးတော့တချို့မြန်မာနိုင်ငံသားတွေကဖမ်းပြီးမှမြန်မာနိုင်ငံကိုပြန်ပို့ဖို့ရတော့ကျူးစားနေတယ်ဒါပေမဲ့မြန်မာစုရကလက်မခံတာတွေရှိနေတယ်ဆိုတော့ဟောဖက်နိုင်ငံကလည်းပူပေါင်းဆောင်ရွက်မှုကြီးမြင့်နေတယ်ကျွန်တော်တို့မြန်မာနိုင်ငံကလည်းပူပေါင်းဆောင်ရွက်မှုကြီးမြင့်နေတယ်ပြီးတော့အထင်းမှာရှိပြီးသားမြန်မာနိုင်ငံသားတွေကလည်း US အစုရနဲ့ပူပေါင်းဆောင်ရွက်မှုကြီးမြင့်နေတယ်အဲဒါကြောင့်သူတို့ကလုံးဝကုန်လုံး completely ban ဖြစ်နေတာပေါ့အကုန်လုံးကိုပိတ်ပင်တားဆီးတယ်ပေါ့ အဲ့လိုလို့မှပဲသူတို့ကနာအေးမလို့ထင်တင်ကြမှာပေါ့အဲ့လိုထင်တယ်ပေါ့နော်ဒါမဲ့ယာဒါကဖြစ်နေဒါမဲ့မစူးရင်တဲ့လူတွေတွတ်တော့မြန်မာနိုင်ငံသားမှာဟိုဟာ PR ခိုင်ထားတာတို့နော်တရားဝင်နေထိုင်ခွင့်ရှိတဲ့လူတွေတော့ဘာမှပူစရာကိုမလိုတာပေါ့နော်တိုချာနေဩဒီကိစ္စက green card တွင်ကလည်းထီတော့မှ PR တွင်ကလည်းထီတော့မှဆိုရဲနော်တရင်အတုအယောင်တွေကိုလည်းထွက်ထွက်လာအောင်မှာတော့တေချာတယ်နော်ဆိုတော့ DV winner တွေတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲဒီကိစ္စတော့ကျွန်တော်လည်းမသိဘူးဆိုတော့ ဒီဗီဒီဗီဝန်နဆူရာကအစူရကပေးထားတဲ့ program မဟုတ်ဘူးလားအစူရကပေးထားတဲ့ program ဆိုတော့အစီအပြီမယ်လို့ထင်တာပဲ I don't know guys that one I don't know ဆိုတော့တော့ကြာနေတတိအတူတူလာမှာကဲ green card ကင်ထားတဲ့လူတွေလည်းပူခံရမှာပေါ့နော် PR ကင်ထားတဲ့လူတွေလည်းပူခံရမှာဟောဘာငယ်ဘာငယ်လို့ပြောမယ်ဆိုတော့မယုံကြနဲ့ဒါကအမမပါဘူးလုံးဝလုံးဝကိုမပါခဲ့တာဒီနေ့တော့ဒီလောက်နဲ့ပဲကျွန်တော်နားပြရစေ now ညနေပိုင်းမှာ train အစ်စ်တွင်တင်ဆက်လို့အများကြီးရှိရရရှာ UK ရဲ့အရေးမှာပေါ့နော်။ကောင်းစားမိုက်စားသူတွေအများကြီးရှိခဲ့တယ်။ဆိုတော့ပရိသတ်တို့အနေနဲ့စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့ YouTube မှာ subscribe လုပ်ပေးခြင်းအပအပလို့ရပါတယ်။ subscribe လုပ်ပြီးတပရိသတ်ပေါ်မှာလည်းကျေးဇူးတင်တယ်။ Thank you so much for watching beautiful people. I love you guys. Take care. God bless. I will see you soon. Bye bye.